ထည့်ထားတဲ့မိကုံးတစ်ခုချက်ပြီးတော့ဖတ်ပြပေးကြပါမယ်။အဲ့ဒါကတော့အကောင့်နံပါတ်ဝိသေသာနေပြီးမေးထားပါ။ဗုဒ္ဓစာပေလေးလာကြည့်ရမှာတဲ့ပန်းလေးတစ်ပွင့်ရေလေးတစ်မုတ်လှူတာနဲ့နက်ပြီကိုရောက်တယ်။ဗုဒ္ဓကိုကြည်ညိုပူဇော်တာနဲ့ဘာမှမကုံကြဘဲနဲ့နက်ပြီရောက်တဲ့စသဖြင့်တခန္တနာဟောကြားထားတာကိုတွေ့ရပါတယ်ဆရာတဲ့။ဂျင်းတဲ့သူဟိုရတော့မပြောလို့ပါ။တဘာဝဆိုင်အောင်ရှင်းပြပေးစေလိုပါတယ်။ဒီလိုမေးရတယ်လဲအားနာပါတယ်ဆိုပြီးတော့မေးထားတဲ့မိကုံးဖြစ်ပါတယ်ဆရာ။ ဒီမိကွန်းစကားသွားလာကိုကြည်ချင်းအပြင်ပေါ့နော်အမေးတဲ့ပုဂ္ဂိုလ်ကဗုဒ္ဓဘာသာဟုတ်တယ်မဟုတ်တယ်တော့မသိဘူးပေါ့နော်ဒါတော့လေဗုဒ္ဓဆပေကိုလေးလာမိတဲ့အခါနိုင်လို့ဆိုတဲ့အခါဖြစ်တဲ့အတွက်အဲ့ဒီအသီးလေးတစ်ခုနဲ့ကျွန်တော်ဒါဖြည့်ပေးနေတာပေါ့နော်ဗုဒ္ဓဆပေကိုလေးလာအဓိကကတော့လူတစ်ယောက်ရဲ့အထုပ်ပတ္တိကိုပြည့်ပြည့်စုံအောင်သိဖို့ဆိုတာလွယ်ကူတဲ့ကိစ္စမဟုတ်ဘူး။ဘာကြောင့်လဲလို့ဆိုတော့တခုတည်းသောဒါနပင်ဖြစ်လင်ကစားပေါ့နော်။အဲ့ဒီဒါနရဲ့အကျိုးကိုအပြည့်အဝခံစားဖို့တနည်းအားဖြင့်ဖြုံးဖြုံးပြပြခံစားဖို့အတွက် तू ကဘာလဲဆိုတော့သီလရှင်ကျင့်နေဖို့လိုတယ် အဲ့တော့အဲ့ဒီပုဂ္ဂိုလ်ခံစားရတယ်ဆိုတာသူသီလဆင်ကြည်သည်မဆင်ကြည်သည်ဆိုတာကိုမသိဘူးလေဒါကြောင့်အပြည့်စုံမသိနိုင်ဘူးလို့ပြောတာပေါ့နော်အဲ့တော့အကယ်၍များကြီးမားတဲ့အကုသိုလ်ဂရုကကံမရှိဘူးဆိုရင်ဘဝတစ်လျှောက်လုံးမှာအဲ့ဒီပုဂ္ဂိုလ်ကကြီးမားတဲ့ဂရုကအကုသိုလ်ကံမရှိဘူးဆိုရင်အနည်းငယ်မျှသောကုသိုလ်ကံသေးသည်ပင်လူဖြစ်ကြောင်းနတ်ဖြစ်ကြောင်းလူချမ်းသာနတ်ချမ်းသာကိုရရှိတယ်။ဒါပေမဲ့သေငယ်သောအကုသိုလ်ကံကလည်းပဲအပယ်အပယ်ကိုပယ်ငရဲကိုမကြဘူးလို့မထင်နဲ့အခွင့်အခါမသိလို့သေးတာသူအပယ်ငရဲကိုမကြတာအခွင့်အခါဆိုင်ရင် ်အပင်ငယ်ကိုကြနိုင်တယ်ဒါကအာသေးတဲ့ကုသိုလ်ကံပဲဖြစ်ဖြစ်အာသေးတဲ့အကုသိုလ်ကံပဲဖြစ်ဖြစ်ဒီလိုရှင်တွဲပြီးနားလည်ရဥပမာအနေနဲ့ပြောရင်ကြောက်ခဲလေးတစ်လုံးသေးသေးလေးဟာအခုခံမရှိရင်ရေထဲချလိုက်ရင်ကျမ်းပြင်ကြီးကျသွားတယ်ပြင်လည်းအောက်ကျမ်းပြင်ကြီးပေါ့အခုခံရှိပြီဆိုရင်ဒီကြောက်ခဲလေးမပြောနဲ့နော်သင်မောကြီးလိုအခုခံရှိရင်လေးရင်လေးရင်တင်းသင်းမောပေါ့နော်လေးရင်နေအစီ80 80တင်လို့ရဒါအခုခံရှိကြမရှိကြပြောတာဒါကြောင့်ဘဝတစ်ခုမှာကျွန်တော်တို့လူဖြစ်နေရက်တည်နေလာပြီလို့ဆိုရင်တီလာကိုလုံခြုံအောင်ထိန်းထားဖို့လိုတယ် ဒါနကိုလည်းပဲမမေ့မလျော့ပြုကျင့်တတ်ဖို့လိုတယ်။အဲ့ဒီလိုပြုလျကျင့်အပြင်အကျိုးပေးပုံကိုကြည့်မယ်ဆိုရင်သူကကျွန်တော်တို့ခွဲခြမ်းလို့ရတယ်။ရောဘတ်ဒေါသမောဟအကုသိုလ်တရားတွေဟိုကကြီးမားတဲ့ပုံကိုပေါ့နော်။ကြီးမားတဲ့ပုံကိုနဲ့မကြီးမားတဲ့ပုံကို။နောက်ရောဘတ်ဒေါသမောဟတွေထုံလွှမ်းသောခေတ်နဲ့ခေတ်အခါနဲ့မထုံလွှမ်းသောအာနယ်သောခေတ်အခါဒါနီကူဒီနကူကိုနိုင်ရှင်လို့ရတယ်။ဆိုလိုတာကဒီလိုပြန်။ညီကောင်းမြေတန်ပေါ့။ညီကောင်းမြေတန်ဆိုရင်တောင်းတန်းယုံမျိုးစစ်လေးတွေကိုပဲဖုံးစီပင်ဖုံးပြိုးတိုးပွားစေနိုင်တယ်။ ဟိုကျွန်တော်သာရကပြောမယ်ဆိုရင်တက်တန်းရှည်ကြတဲ့ကက်ကဘာမာကြီးစကြဝဠာမင်းအခက်ခါတွေကြည့်လိုက်ပေါ့နော်တက်တန်းတသိန်းတန်းတို့လူတွေလေတသောင်းတန်းတို့အဲ့လိုရှိတဲ့ခါမှာဆိုရင်အေးစစ်စစ်ပဲအေးချမ်းချမ်းနေနေကြတယ်အဲ့ဒီပုံကိုယ်တွေဒါကဘာလဲဆိုရင်ခုနမြေကောင်းမြေတန်ဖြစ်နေတဲ့အချိန်မှာအနည်းငယ်သောဟိုအကုသိုလ်တွေပြင်အကျိုးပေးခွင့်မရှိဘူးပေါ့နော်ဒီလိုမှမဟုတ်လို့မြေရိုင်းမြေညံ့ဖြစ်နေတဲ့အချိန်မှာဆိုရင်မျိုးစစ်တွေဘလောက်ပဲကောင်းကောင်းစီပင်ဖွံ့ဖြိုးဖို့အတွက် အခွင့်အခါမသိဘူးအခုလိုထားပါတော့ ဟိုဝိပတ္တိကာလတွေပေါ့နော်ဝိပတ္တိကာလတွေဖြစ်နေတဲ့အချိန်မှာဆိုရင်ဟိုအကျိုးပေးနှုတ်နေကြရတယ်ပေါ့နော်ဟိုဒုတိယလတွေရွက်ရှိနေတဲ့နေမှာသွားနေရင်ကိုယ့်ရဲ့အကျိုးပေးဆင်မပြေဘူးလေသူတိလတယောက်လေးပါရင်တော့မှအဲ့ဒီပုဂ္ဂိုလ်ကလေယာဉ်မြေကောင်းဆိုတော့အဆင်ပြေတာပေါ့နော်အဲ့ဒါလိုမျိုးပေါ့အဲနောက်ဆုံးတတိယချက်ကတော့မြေလဲမြေကောင်းမယ်ဒီဘက်ကမျိုးစေ့လဲကောင်းပါမယ်အဲ့ဒါဆိုရင်အတိုင်းထက်အလွန်တကွနဲ့ကုတ်ပါပေါ့မြေကြီးကရွှေသီးသလိုပရိသဘင်းတွေဟိုစုတ်ခူးစားရသလိုပေါ့ အဲ့ဒီလိုအခက်အခါမျိုးဆိုရင်ဘာဖြစ်မလဲဆိုတော့ခုနပြောတဲ့ပန်းလေးတစ်ပွင့်လှူတာပဲဖြစ်ဖြစ်ရေလေးတစ်မှုတ်လှူတာပဲဖြစ်ဖြစ်ဖះတစ်ချိန်ပဲရှိခိုးတာပဲဖြစ်ဖြစ်ပေါ့နော်အနည်းငယ်မြတ်သောကုသိုလ်ကံဒီပင်လေးအကျိုးပေးဖွင့်ဖွင့်ပြောတယ်တဲ့မြေကောင်းမြေစံလည်းရှိတယ်မျိုးစေ့ကောင်းလည်းရှိတယ်မျိုးစေ့ဆိုတာတတ်တာကိုပြောတာမြေကောင်းမြေစံဆိုတာခုနကဝိပ္ပတိတံပတိခေခါရီကိုပြောတာပေါ့နော်ဒါကြောင့်ဧကပုပ္ပံယဇိတ်ဒွါနာအတိတိကဘောကောတိယောဒုက္ကဋိဏပိသနာပိဧကဓတ္တိတာပုပ္ပံပလံ ပန်းကလေးတစ်ပွင့်လှူလိုက်ရတဲ့အကျိုးတစ်ခုဟာဒါအစာပြေမှပြတဲ့ဟာပေါ့နော်အတိတိကပေါ်ဂေါတိရောဆိုကဘာ80ဒုက္ခိဏာပိဇာနာပိအပယ်ဆိုတဲ့ဟာကိုကြားဖို့မပြောနဲ့အဲ့ဒီအတန်တော်မကြားခဲ့ရဘူးဇာသူ့မှာအဲ့ဒီကုသိုလ်လေးရှင်းရှင်းလင်းလင်းအကျိုးပေးဖို့အတွက်တီလာတွေမြဲစောက်တည်ကြတာမြဲခဲ့တယ်တံပတ်တိကာလတွေဖြစ်နေတယ်အတူလှူလိုက်တဲ့ဟာလည်းဖရာပစ္စည်းကဗုဒ္ဓအစရှိတဲ့ရဟန္တာဆိုလည်းနိရောဓသမဘာထားတဲ့အချိန်တွေတကယ်အခွင့်အခါကောင်းတွေနဲ့ယုံကြည်မှုစရာနဲ့ပေါင်းတဲ့အခါအဲ့လိုမျိုးဖြစ်သွားတာပေါ့နော်အဲ့ဒါကြောင့်ခုနကပြောသလို ဟိုဘလို့ခေါ်မလဲဘာမှတမိုးမရှိတဲ့ဟာလေးတခုနဲ့အကျိုးပေးတွေရသွားလဲဆိုတဲ့ဟာပေါ့နော်ဒါတွေကိုဟိုနှိကုံးချုပ်ပြောရရင်တော့ကံတစ်ခုအကျိုးပေးတော့မယ်ဆိုရင်အဲ့ဒီကံဒီအင်အားကြီးဖို့လိုတယ်နော်ဒုတိယချက်စန့်ကျင်ဘက်အကုသိုလ်တရားတွေမရှိဖို့လိုတယ်တတိယချက်ဈာပြကံတွေမဝင်ရဖို့လိုတယ်ဒါကမြန်မာလူပြောတော့ရှင်းနေတာဟိုမှာဆိုရင်ဂရုကံဥပကာရကံဥပပိလကကံနော်ကတ္တတာကံအဲ့လိုကံတွေနဲ့ပြောရတာပေါ့နော် ဲ့တော့ဥပ္ပစေတကကံလို့အဲ့လိုပေါ့ဂျာပြက်ကံနေမရှိဘူးလို့လေအဲ့ဒါမှအဲ့ဒီကံဟာကြောင်ကြောင်တန်တန်အကျိုးပေးတယ်အဲ့တော့မိမိတို့ရောက်နေတဲ့ခေတ်ကာလအခြေအနေလေးတစ်ခုပဲသုံးသပ်ပြီးတော့ဂျာပြက်ကံနေဝင်သွားတဲ့ဟာမျိုးတွေတံပတ်တိခေတ်မဟုတ်တာတွေကိုမကြည့်ပဲနဲ့အဲ့ရောက်နေတဲ့ခေတ်ကာလနဲ့ကိုယ့်အကိုယ်နဲ့နှိုင်းရှင်ပြီးတော့လက်သဗျာရှင်ဟောတဲ့တရားတွေမမှန်ဘူးလို့မဝေဖန်မိစေပါနဲ့ကိုယ့်အကိုယ်ဝမ်းသာပြည့်အောင်ပြုလုပ်ပါဒါလေးပြောချင်တာပေါ့သူကလည်းပဲဆိုလိုတာဟိုဗျာ ဥပမာပြောရင်လူကအနုဗျာစားကျင်တာအတူနဲ့ဆိုတာဟာမျိုးလာလို့လို့မရဘူးအဲ့တော့ तू ကလည်းမေးရတာအာနာတယ်လို့ပြောသလိုကျွန်တော်လည်းအဲ့ဒါလိုဖြေရတာမျိုးကလည်းအာနာတယ်ဒါပေမဲ့စေနာကောင်းနဲ့ဖြေတာပါလို့နော်ဒါလေးပြန်ကြားပါဟုတ်ကဲ့ပါဆရာဟုတ်ကဲ့